ကြက်အစိမ်းကိုဒွေးသိမ်းရှင်ရှင်စားတောက်ပြတဲ့နဂရောကိုအေးအေးယူဖို့ဖြစ်စေနေပါတယ်။ဗုဒ္ဓတရားတော်နဲ့မလျော်ညီတဲ့ရစ်ပေါ်သောခြင်းကိုလည်းအသွင်ဆောင်တဲ့တတဝါကိုအရှင်လက်လက်သွေးသိမ်းရှင်ရှင်ကိုက်ဖြတ်စားတောက်ပြတဲ့ဒေဝပညာရှင်ကိုအေးအေးယူဆောင်ရွက်ဖို့ပြင်ဆင်နေတယ်လို့မြန်မာနိုင်ငံဒေဝပညာရှင်များစီကံထင်းသေးကော်မတီပေါ်ကထုတ်ပြန်ထားပါတယ် အဲ့ဒီဖြစ်ရဟာအေယောဒိုင်းဒေသကြီးဖြာပုံမျိုးအမှတ်3ရပ်ကွက်မှာရှိတဲ့တောက်ရီကန်ကြီးပတ်တာပူဇော်ပွဲမှာနဂရောဖြစ်တဲ့အောင်ကုံမင်းဆိုတဲ့သူကကြက်ကိုသွေးသိမ်းရှင်ရှင်အစိမ်းလိုက်စားပြခဲ့တာပါအဲ့ဒီပူဇော်ပွဲကိုလည်းနှစ်စဉ်နှစ်တိုင်းပြုလုပ်လေးရှိတယ်လို့ဆိုထားပြီးကြက်ကိုအစိမ်းလိုက်စားပြတဲ့ဗီဒီယိုဖိုင်ကိုလည်းကျော်စိုးမိုးအကောင့်အမည်နဲ့ Facebook အကောင့်ကပေါ်ပြခဲ့ပြီးအဲ့ဒီဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်တွေကြားမှာမျှဝေဖြန့်ချိတဲ့သူတွေအများပြားလဲရှိခဲ့ပါတယ်ဗုဒ္ဓတရားတော်နဲ့မလျော်ညီတဲ့ရစ်ပူဇော်ခြင်းအသွင်ကိုလည်းဆောင်တဲ့တတ္တဝါတွေကိုရှင်လက်လက်သွေးသွင်းရှင်ရှင်ကပြတ်စားတော့ပြရဖြစ်ရဟာလွန်စွာမှဆက်ဆုပ်ယုံရှာပွဲဖြစ်ပါတယ်ယက်တီဖျာပြောင်းတဲ့ပြည်စုံတဲ့ဒီဝတ္တနမင်းအပေါင်းရဲ့အရှိမှာအခုလိုပူဇော်ပတ်တာကအင်မတန်မှဆက်ဆုပ်ယုံရှာပွဲအတိဖြစ်ပြီးနမင်းအပေါင်းကိုပူဇော်ပတ်တာယူသေးကြတယ် ခုနှစ်သားသမီးများမှလည်းအထင်မြင်လွဲမှားစေတဲ့ဆက်စုပ်ယုံရှာပွဲအသင်တန်းကိုပေါ်ဆောင်နေတယ်လို့အဲ့ဒီဖြစ်ရပေါ်မှာပြင်းထန်စွာကံွယ်ရှုတ်ချပါတယ်ဆိုပြီးတော့မြန်မာနိုင်ငံဒေဝပညာရှင်များစီကံထိန်းသိမ်းရေးကော်မတီဘုတ်ကထုတ်ပြန်ထားပါတယ်အဲ့ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့လည်းတိုင်ကြားသူအများပြားလည်းရှိနေပြီးပူဇော်ကပြခဲ့တဲ့ဒေဝပညာရှင်ဖြစ်တဲ့ဖြာပုံကအောင်ကုန်မင်းဆိုသူကိုကော်မတီရဲ့လုံလုံလေးများနဲ့အညီအစလက်အေးအေးဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်းလည်းအသိပေးထုတ်ပြန်ထားလို့ဆိုပါတယ်အာ